မဟိုင်ဘာလို့နေလဲမဗီဒီယိုအက်တစ်လောက်ညာဗီဒီယိုအက်တစ်ဆိုတာမတော်တော့ဒီလိုရိုးရိုးလေးပဲလုပ်လိုက်တာပေါ့နော်ထူးထူးဆန်းဆန်းနေမှာအက်တစ်တော့ဘူးဒီလိုသတ်ပုံလေးထည့်တယ်ဒီလိုဗီဒီယိုလေးထည့်လိုက်တယ်ပေါ့နော်ရိုက်ရိုက်ထားတဲ့ဗီဒီယိုရောလေးတွေထည့်လိုက်တယ်ပြီးတော့စစ်စီလေးပြန်စီလိုက်တယ်ပြီးတော့စာရင်းရိုက်ချိန်ရိုက်လိုက်တယ်ပေါ့နော်ဒီအများကြီးကတော့ကစမာလေးဒီဘယ်မှာလဲ ဘယ်လိုလုပ်နေရလဲဆိုတော့အစ်စ်မန်လေးတိလိုက်ရင်အဆင်ပြေပေါ့နော်ဒီလိုမျိုးလုပ်နေတဲ့ company ရှိပါလားဝန်ဆောင်မှုကကောင်းလားမကောင်းလားပေါ့နော်ဘယ်လိုလုပ်ပြောင်းသွားလဲအဲ့လောက်ဆိုရပြီပေါ့နော်ဟိုအဲ့လိုအတက်နေရပေါ့ဒါပေမဲ့အတက်ဘူးဆိုလို့ရှိရင်သူကလည်း customer ပြပြောပြလို့ရှိရင်လည်းသူက မမြင်ခါကျတော့မတွေ့ရဘူးကအဲ့တော့ဒီ movie တွေကိုလေးနေတဲ့ TikTok မှာတို့ Facebook မှာတို့ YouTube မှာဆိုမှတော့အမြင်နဲ့ပြပြီအမ editor ရဲ့ဘက်မှာလူခေါ်နေလို့ကြားတယ်နော်အဲ့ဒါဟုတ်လားမအော်ခေါ်နေခေါ်နေအမတို့ editor ဘက်မှာလည်းလူတွေခေါ်နေပါလေလူ၃ယောက်၄ယောက်လောက်လာရှောင်းလို့ရတယ်ပေါ့နော်ကျမတို့ဒီအဲ editing ဘက်ကိုဗီဒီယိုတိတက်မှာနော်ရိုက်ကူးရေးလုပ်မယ် အာပြီးလို့ရှိရင်ဒီ edit ဖိုင်းလုပ်မယ်ပြီးရုံးပိုင်းဆိုင်ရာအလုပ်လေးတွေခုလုပ်မယ်ပေါ့နော်ပြီးရင်အတူတူဗီဒီယိုလေးတွေခြိုက်မယ် site ထဲမှာသွားပြီးတော့ပေါ့နော်ဒီလိုလောက်ွက်လေးတွေကိုပေါ့နော်လလပပထွက်လာအောင်လို့ပေါ့နော်တကယ်လောက်ထားတဲ့ အစ်စ်အမှန်လောက်ွက်လေးတွေကိုတစမာလေးကိုပြနိုင်အောင်လို့ဒီလိုအစ်တစ်ပိုင်းပေါ့နော်ကျွန်းကျွန်းချင်းချင်းလောက်ရှာတော့မလို့ဘူးပြီးရင်အရင် effort တွေလည်းသုံးကြအောင်လို့ပေါ့နော်ညီမတို့လောက်ထားတဲ့ဟာလေးတွေကိုပြနိုင်ရင်အဆင်ပြေပြီအခုဆိုရင်တော့၃ရောင်၄ရောင်ခေါ်နေတယ်ပေါ့နော်ဒါပေမဲ့ site ထဲတော့သွားနိုင်ရမှာပေါ့နော်အဲဆိုအဲ့ဒါမှသူ site ထဲကပုံလေးတွေရိုက်လို့ရမယ်ပြီးပြန်လာပြီးလို့ရှိရင်ဒီမှာ ဒီလိုကင်မရာလေးနဲ့ပေါ့နော်ဒီခပ်ခပ်လေးတုံးတိုင်းအောင်တော်တော်အဆင်ပြေလာပြီဒါမျိုးဆိုရင်မတို့ရဲ့ဒီကတော့ TikTok တင်ရမယ် Facebook တင်ရမယ် YouTube တင်ရမယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်လာလျှောက်လို့ရပါတယ်အဲ့လိုကိုဘူးလုတ်ချင်နေဆိုလဲလာလျှောက်လို့ရတယ်ကျွမ်းကျင်နေဆိုတော့ပူကောင်းတာပေါ့နော်အင်းဖွဲရကြရလဲမလို့ဘူး ဘာမှအဲ့ဒီရဲ့ပညာရေးပိုင်းကတော့ထောက်ခံစာလေးပါမလို့အဓိကတော့မောက်ဒီမှာဆိုကွန်ပျူတာ text တော့နည်းနည်းစစ်ကြည့်တယ်စာရိုက်တက်လာပါတော့ pin video edit clip လေးတွေ join နေဆိုတော့ကိုကောင်းတာပေါ့နော်မ join ရင်လည်းသင်ပေးတယ်အဓိကတော့ရိုက်ချင်စိတ်ရှိအောင်ပါပေါ့နော်ပြီးရင်ဒီ video edit တဲ့ပိုင်းကိုလည်းစိတ်ဝင်စားရဲလို့ဆိုတော့ကိုစင်ပြေတယ်ပြီးတော့အတန်လေးလေးလည်းနည်းနည်းတွင်းမိရတာပေါ့နော်အတန်တွင်းမဲ့ဆိုတော့လုပ်ငန်းပိုင်းကတော့နည်းနည်းစပြီးတော့လေးလာရမှာပေါ့နော်အဲ့ပိုင်းလေးစိတ်ဝင်စားနေဆိုလို့ရှိရင်မတို့ company မှာလာရှောက်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် မာချင်းလလလေးပဲဒီဗီဒီယိုလေးဒီမာချင်းဒီလိုလေး raw လေးတွေဟုတ်လားထင်မယ်ထင်မယ်ထင်မယ်လို့ရှိရင်ဒီလိုလေးအတက်လိုက်မယ်ပြီးရင်အတက်တွဲလိုက်မယ်ဒါပဲအားလုံးကျေးဇူးလိုက်ပါတယ်အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲစူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲဟုတ်တယ်ရှိပါအလုံးလို့ရဟုတ်ရှိရဲ့နော်